အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကအမေရိကန်စစ်သားတွေတမယိုးကြမြေပြင်စီးရီးလစ်ကျင်းဖို့အတွက်ပနမားနိုင်ငံကတောတွေထဲကိုဆေလွတ်နေပါတယ်။ဒါဟာနှစ်ပေါင်း20ကျော်ကြာပြီးတဲ့နောက်မှာပထမဆုံးအကြိမ်တော်ရင်စီးရီးလစ်ကျင်းမှုပြန်လုပ်တာလည်းဖြစ်ပါတယ်။သုံးပတ်ကြာတဲ့ဒီစီးလေးကျင့်မှုကိုအရင်ကပါဝင်ခဲ့ဘူးတဲ့စစ်သားတွေနဲ့မရင်းတပ်ဖွဲ့တွေကတော့အဲ့ဒီနေရာဟာကြမ်းတမ်းခက်ခဲပြီးဗီယက်နမ်နဲ့တူတာကြောင့် Green Hell အစင်းရောင်ငရဲကမ်းလို့တင်စားခေါ်ဆိုကြပါတယ် အရင်က Fort Sharma လို့ခေါ်ပြီးအခု Base Aeronaval Cristobal Colon လို့အမည်ပေးထားတဲ့ဒီစစ်တင်နှန်းကျောင်းဟာလက်ရှိမှာတိတ်မကြီးလာပေမဲ့လာမယ့်နှစ်အတွင်းကြီးတဲ့ပို့ပြီးတော့ကြီးလာမယ်လို့အမည်မဖော်လိုတဲ့ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတဦးကပြောပါတယ်ဒီအစီအစဉ်ကိုအခုနှစ်နှစ်ဆန်းပိုင်းကတည်းကစတင်ခဲ့တာဖြစ်ပြီး Venezuela အပါအဝင် ဘယ်နိုင်ငံကိုဝင်တိုက်ဖို့အတွက်မှရည်ရွယ်လက်ကျင်တာမဟုတ်ဘူးလို့ဆိုပါတယ်ဒါပေမဲ့လည်းအမေရိကန်စစ်တပ်အနေနဲ့လက်တင်အမေရိကတိုက်ကတော်ရင်းစစ်ဆင်နွယ်မှုအပေါ်စိတ်ဝင်စားမှုပြနေတာဟာသမ္မတဒေါ်နယ်ထရမ့်ရဲ့ဒီဒေတာအပေါ်စိတ်ဝင်စားအာရုံစိုက်လှုပ်ဆောင်မှုတွေကြောင့်အများကဒါကိုသတိထားစရာဖြစ်နေပါတယ်သမ္မတထရမ့်ကပနားမားတူးမြောင်းကိုပြန်လိုချင်ကြောင်းအကြိမ်ကြိမ်ပြောဆိုထားမှုဒါနဲ့ဗင်နီဇွဲလားနိုင်ငံကအမေရိကန်ကိုမူရည်စေဝါးတွေတင်ပို့နေတဲ့အထူးကနိုင်ငံဖြစ်နေတာတွေကြောင့် ဗင်နီဇွဲလားကိုဝင်တိုက်မယ်ဆိုတဲ့သဘောမျိုးချင်းချောက်ပြောဆိုတာတွေလှုပ်ထားမှုပါတယ်။အမေရိကန်နိုင်ငံ9/11မှာအကြမ်းဖက်တိုက်ခတ်ခံရပြီးတဲ့နောက်ပိုင်းအမေရိကန်ကအရှေ့လယ်ပိုင်းဒေသမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဘက်ကိုအာရုံပြောင်းလှုပ်ဆောင်နေတဲ့အချိန်ကစလို့တော်ရင်စစ်စင်နွယ်မှုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကိုစွန့်ပယ်ထားခဲ့တာအခုဆိုရင်အနည်း20ကျော်လာခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့တော်ရင်စီရေးလေ့ကျင့်မှုတွေအတွက်ဟာဝိုင်နဲ့ဂျပန်နိုင်ငံကအိုကီနာဝါကျွန်းတို့မှာကာကွယ်ရေးဌာနကလုပ်ခဲ့တာတွေရှိပါတယ်။ အမေရိကန်စစ်တပ်ကလာမယ့်နှစ်တွင်တင်နန်းအရှိန်မြင့်ပြီးတပ်တုတ်ကိုလူ40ပါတဲ့တပ်စုတစုစာအထိဆေးလွတ်ဖို့စီစဉ်ထားကြောင်းအမည်မဖော်လိုတဲ့စစ်ဖက်အရာရှိကပြောပါတယ်ဘလို့ပဲဖြစ်ဖြစ်အမေရိကန်ကကာရီဘီယံပင်လယ်ထဲကိုတပ်အင်အားအများအပြားနဲ့စစ်သည်မော်တွေဆေးလွတ်ထားတာအပါအဝင် အခုလိုပနားမတော်ထဲမှာစစ်တင်နန်းတွေလုပ်နေတယ်ဆိုတာကတဖက်လက်နဲ့ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကိုသတင်းစကားပားလိုက်တာဖြစ်ကြောင်းမရင်းတပ်ဖွဲ့အငြင်းစားဗိုလ်မှူးကြီး Steve Ganya ကပြောပါရခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ